ထိုင်းနိုင်ငံမှာဇွန်16ရက်ကအစိုးရစန့်ကျင်တဲ့ရှက်ဝါတွေကအစိုးရအင်တော်ရှေ့မှာစုယုံဆန္ဒပြခဲ့ကြပြီးဝင်ကြီးချုပ်ပေထုံထန်ရှင်နာဝက်ကိုရာရုကနေနှုတ်ထွက်ဖို့တောင်းဆိုခဲ့ကြပါတယ်။ပေထုံထန်ဟာကမ္ဘောဒီးယားနဲ့နယ်စပ်ဒေသအငင်းပွားမှုနဲ့ပတ်သက်ပြီးကမ္ဘောဒီးယားဝင်ကြီးချုပ်ဟောင်ဟွန်ဆန်နဲ့ဖုန်းပြောဆိုခဲ့တဲ့အသံဖိုင်ပေါက်ကြားခဲ့ပြီးတဲ့နောက်လူရုကြဒေါသတွေမြင့်တက်စေခဲ့ပါတယ်။ဒီဖုန်းခေါ်ဆိုမှုအတွင်းပေထုံထန်က ထိုင်းစစ်ဘက်တမူတိုးကို၎င်းရဲ့ပြိုင်ဘက်အဖြစ်ရင်းညွှန်းပြောကြားခဲ့ပြီးဟွန်ဆန်ကိုဦးလေးလို့ခေါ်ဆိုခဲ့တဲ့အတွက်လူရုကိုဒေါသထွက်စေခဲ့တာဖြစ်ပါတယ်။ဒီအတန်ဖိုင်ကိုကြားလိုက်ရချိန်မှာတော်တော်စိတ်ပြတ်သွားပါတယ်။ပေထုံထန်ဟာဆွေးနွေးညီနိုင်ရေးမှာကျွမ်းကျင်မှုမရှိပါဘူး။သူ့ဘာတွေလုပ်နေတာလဲ။ဒီနိုင်ငံကသူ့ပိုင်တဲ့နိုင်ငံမဟုတ်ပါဘူးလို့အသက်68နှစ်အရွယ်ဆန္ဒပြသူတဦးဖြစ်တဲ့ ကန်ယာဟာနူဒီကပြောပါရယ်ဆန္ဒပြသူတွေဟာထိုင်းအလံတွေနဲ့ပိုစတာတွေကိုကင်ဆောင်ဝင်ရမ်းခဲ့ကြပြီးပေထုံထံကိုတက်ဆက်ဖောက်လို့ရေးသားခဲ့ကထွက်သွားငရဲကိုသွားဆိုတဲ့ကြေးကြော်တန်းတွေကိုဟစ်ကြွေးခဲ့ပြီးအဒီကယုံနှင်နေရဲ့တပ်ဖွဲ့ကအခြေအနေကိုထိမ့်သိမ်းခဲ့ရပါရယ်